မငဲရအောင်အလုံးမဲမင်္ဂလာပါဒီနေ့မှဆိုလို့ရှိရင်ကောင်းကင်ကစုံဦးမုတ်ကိုလှုပ်ရှားပြသွားမှာဖြစ်ပါတယ်အရင်ဦးဆုံးကစုံဦးကို15မိနစ်ပေါင်းပါမယ်15မိနစ်ပြည့်သွားပြီဆိုရင်ကစုံဦးတွေဒီလိုနေထားရောက်ပြီဆိုရင်အရသာအတွက်တကြားနှစုံထည့်ပါတယ်အချိုးကျိုင်ပုံထည့်နိုင်ပါတယ်စားလေးနေနေထည့်ပြီးတော့ခရီးနဲ့ခြေတော်ပြလိုက်ပါမယ်ဒီမှာတော့ခရီးနဲ့အားနည်း ြည်နေထိုင်ရောက်တဲ့ထီကိုနေသွားပြီလို့ရှိရင်တော့အလုံးလေးတွေလုံးပြီးတော့အဆင့်တင်ပြင်ထားပေးလိုက်ပါမယ်ဒါကတော့မုံရဲ့အထဲမှာထည့်ဖို့အနှစ်ကိုရေးပြင်ဆင်တာဖြစ်ပါတယ်။စင်တိဖြစ်ပြီဆိုရင် အကာအတွက်ကိုကောင်းကြီးမောဟင်ခတ်စွန်ကြီးနှစ်စွန်နဲ့တဝက်ကိုရေနဲ့လည်းရောလို့ရပါတယ်ဒီမှာတော့စိမ့်စိမ့်လေးဖြစ်ရအောင်နွားနုနဲ့ရောပြီးတော့နေထားပေးလိုက်ပါမယ်အကာကနေသွားရင်းနဲ့ဒီလို အနေထားလေးရောက်သွားပြီဆိုလို့ရှိရင်တော့ခုနလိုပဲအသွင်းသားလေးမျိုးပဲအလုံးလေးလုံးပြီးလို့ရှိရင် ခုနကအနှစ်ကိုအစင်းလေးပြင်ထားတာဒီမုတ်ထဲမှာအလင်းမှာထည့်ပြီးတော့အလုံးလေးပြန်ပြီးတော့လုံးတော့ပြေးလိုက်ပါမယ်ပြီးလို့ရှိရင်တော့မုတ်ကိုကျော်ဖို့အတွက်ကိုဒီလိုလေးအပြားလေးလုပ်တော့ပြေးလိုက်ပါမယ်ပြီးလို့ရှိရင်တော့ အပေါ်မှာစားလို့လေကောင်းအောင်နှာလေးလာသွားရအောင်လို့နှမ်းကိုကတ်သွားပြလိုက်ပါမယ်။ဒါဆိုလို့ရှိရင်တော့ကြော်ဖို့အဆင်သင့်ဖြစ်ပါပြီ။အိုးထဲမှာထောပက်လေးကိုထည့်ပြီးတော့မီအေးအေးလေးနဲ့ရှင်ညူရောင်တန်းလာတဲ့အထိဟိုဘက်ဒီဘက်လှန်သွားပြလိုက်မယ်ဆို။ ကစုံဦးအမြင့်လေးနဲ့ကောင်းမြတ်မှုလေးရပါပြီအားလုံးလှမ်းလို့စာကြည့်ကြပါဦးနော်ကျေးဇူးတင်ပါတယ်